ပြည်ထောင်စုစင်စစ်ချုပ်ဒေါက်တာခင်နိုင်ဦးဟာမလ22ရက်နေ့မွန်လယ်ပိုင်းကရှမ်းပြည်နယ်စင်စစ်ချုပ်ရုံမှာပြည်နယ်စင်စစ်ချုပ်ရုံခရိုင်မြို့နယ်စင်စစ်ရုံများမှဝန်ထမ်းများနဲ့တွေ့ဆုံ၍အမှားစကားပြောကြားရမှာ ပြည်ထောင်စုစင်ဆက်ချုပ်ရုံးဟာဌာနဖွဲ့စည်းများ၏ဗဏ္ဍာငွေအရသုံးဆိုင်ရာစည်းနှင့်လုပ်ငန်းဆောင်ရွက်မှုများကိုဥပဒေနှင့်အညီစစ်ဆေးခြင်းအစီရင်ခံတင်ပြခြင်းများကိုဆောင်ရွက်လျက်ရှိပါကြောင်းအဲ့ဒီလိုဆောင်ရွက်ရမှာပြည်သူဗဏ္ဍာငွေလွတ်လွတ်ဆုံးရှုံးမှုမရှိစေဖို့နဲ့နိုင်ငံတော်နှင့်ပြည်သူအတွင်းထိရောက်အကျိုးရှိစေရန်ကျင့်ဝတ်များနဲ့အညီစစ်ဆေးထိန်းချုပ်ပေးလျက်ရှိပါကြောင်းစီရင်စစ်ဆေးခြင်းလုပ်ငန်းဟာအဖွဲ့နှင့်ဆောင်ရွက်ရတဲ့လုပ်ငန်းဖြစ်တဲ့အတွက်အပြန်အလှန်လေးစားမှုဖြင့်ဆက်သွယ်ဆောင်ရွက်ကြရန်လိုအပ်ပါကြောင်း ပြည်သူပန်းနာစီမံခန့်ခွဲမှု တိုးတက်ကောင်းမွန်စေဖို့အတွက်အကောင်းဆုံးကောင်းထက်ဖို့ဆောင်ရွက်ပေးနိုင်နေစင်းစစ်ဝန်ထမ်းကောင်းများဖြစ်စေရင်ကြိုးစားဆောင်ရွက်ကြစီလိုကြောင်းမှာကြားခဲ့ပါတယ်အရင်နောက်ရှမ်းပြည်နယ်စင်းစစ်ချုပ်ရုံညွန်ကြိုင်းမှုနဲ့ခရိုင်မြို့နယ်စင်းစစ်ရုံအရာလမ်းများကလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကိုရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုစင်စစ်ချုပ်ကလိုအပ်တာများကိုပေါင်းစပ်ညှိနှိုင်းပေးကမိကုန်းချုပ်အမှစကားပြောကြားခဲ့ကြောင်းသိရပါတယ်။လာတူပြည်ထောင်စုစင်စစ်ချုပ်နဲ့တာဝန်ရှိသူများဟာဒီကနေ့မနက်ပိုင်းမှာရှမ်းပြည်နယ်စင်စစ်ချုပ်ရုံးရဲ့2024-2025ပတ်နိုင်ရည်နှင့်ငွေလုံးငွေရင်းအသုံးစည်းဖြင့်ဆောင်ရွက်တဲ့ရုံးအဆောက်အဦဆောက်လုပ်ပြီးစီမှုအခြေအနေများကိုချိရှုဆက်ဆဲခဲ့ကြောင်းသိရပါတယ်ရှင်။